မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာမှာဖောင်းဆိုင်အကြီးအသေးချိန်နဲ့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီရက်သင်ခန်းစာလေးကအလုံးအတွက်လည်းအရန်အသုံးဝင်မယ်လို့ထင်တယ်ကျွန်တော်တို့ကွန်ပျူတာမှာတစ်ခါတလေကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာဖောင်းစလုံးတွေကတည်တည်လေးတွေပဲဖြစ်နေတဲ့အခါမျိုးလေးတွေရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့စလုံးကြီးတွေကအကြီးကြီးတွေဖြစ်သွားတဲ့အခါမျိုးလေးတွေလည်းကျွန်တော်တို့ကြုံတွေ့ရပါတယ်ဒီတော့လက်ရှိကျွန်တော်ကွန်ပျူတာမှာဆိုရင်ဒီမှာ ျွန်တော်တို့ကွန်ပျူတာပေါ်မှာရှိနေတဲ့ software icon လေးတွေမှာကျွန်တော်တို့စက်လုံးနေရတဲ့တင်းတင်းလေးတွေပဲကျွန်တော်တို့ဖြစ်နေပါတယ်။ဒီတော့ကျွန်တော်တို့ file explorer ကိုကျွန်တော်တို့ကဖွင့်ပြီးတော့မှတစ်ချက်ကြည့်လိုက်တဲ့အခါမှာဆိုရင်လေကျွန်တော်တို့ file explorer ထဲမှာရှိနေတဲ့ font စက်လုံးလေးတွေကကျွန်တော်တို့တင်းတင်းလေးတွေပဲကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်။ဒီတော့ဒီကနေပြီးတော့မှမဟုတ်ဘူး။ကျွန်တော်တို့ software တစ်ခုခုကိုကျွန်တော်တို့ကဖွင့်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဆိုရင်လေသူ့ရဲ့ software နဲ့သက်ဆိုင်တဲ့ font လေးတွေကလည်း ျွန်တော်တို့အားလုံးအသေးလေးတွေပဲကျွန်တော်တို့ဖြစ်နေပါတယ်ဒီတော့ကျွန်တော်နမူနာအနေနဲ့ Microsoft Server လေးတွေကိုတစ်ချက်ဝင်ပြီးတော့ကြည့်လိုက်ပါမယ်အခုဒီထဲကိုကျွန်တော်တို့ဝင်လိုက်တဲ့အခါမှာဆိုရင်လေဖောင်စလုံးတွေကကျွန်တော်တို့တော်တော်လေးသေးနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီလိုအကမျိုးမှာကိုကသိပ်ပြီးတော့မှမျက်စိမကောင်းတဲ့သူမျက်စိအားနည်းတဲ့သူဆိုရင်ကျွန်တော်တို့အလုံးလုံးရတာကျွန်တော်တို့သိပ်ပြီးတော့အဆင်မပြေတော့ပါဘူးဒီလိုမျိုးကျွန်တော်တို့ကကိုယ့်ရဲ့ကွန်ပျူတာမှာ သုံးနေရင်တက်လိုက်နေကိုကကွန်ပျူတာ setting တွေကိုဝင်ပြီးတော့ပြင်လိုက်မိတဲ့အခါပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့တယောက်ယောက်ကဝင်ပြီးတော့မှနှိမ့်လိုက်မိတဲ့အတွက်ကျွန်တော်တို့ဖောင်စလုံးတွေကတည်တည်လေးတွေပဲဖြစ်သွားတယ်အခါတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်ရနေပြီးတော့မှပြန်လဲဖြည့်ရှင်းလို့ရလဲဆိုတော့နီလန်လေးတွေကိုမျှဝေပေးမှဖြစ်ပါတယ်ဒီတော့ဖြည့်ရှင်းတဲ့နီလန်ကတော့ကျွန်တော်တို့နှစ်နီးလောက်ရှိပါတယ်အဲဒီကနေပြီးတော့မှကျွန်တော်အလွယ်ကူဆုံးနီလန်လေးကိုမျှဝေပေးသွားပါမယ် ဒီတော့အခုလိုမျိုးကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာမှာ Scrum မှာရှိနေတဲ့ software လေးတွေ File Explorer တွေ software တွေဖွင့်လိုက်တဲ့အချိန်မှာ file စလုံးတွေကတိတိလေးတွေပဲဖြစ်နေတယ်ဆိုရင်တော့ number 1တစ်ချက်ကျွန်တော်တို့လုပ်ပေးရမှာလေးဟာ computer scrum မှာ right click လေးနှိပ်ပေးရပါမယ်။ computer scrum ဘောက right click နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ဘောင်လေးကျလာပါလိမ့်မယ်။ဒီရဲ့ဘောက်ထဲမှာကျွန်တော်တို့ဝင်ပေးရမယ့်နေရာလေးက display setting ဆိုတဲ့အထဲကိုကျွန်တော်တို့တစ်ချက် ဝင်ပေးရမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ဒီမှာ display setting ဆိုတဲ့အထဲကိုကျွန်တော်တို့ကဝင်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ computer display setting လေးကိုကျွန်တော်တို့ရောက်ရှိသွားပါလိမ့်မယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့ဘာသွားပြီးတော့တွေ့ရလဲဆိုတော့ scale 4ရောက်ဆိုတဲ့ကျွန်တော်တို့ဒီရဲ့နေရာလေးတွေ့ရပါတယ် scale 4ရောက်ဆိုတဲ့ဒီနေရာလေးမှာ change the size of text ဆိုတဲ့နေရာလေးရှိပါတယ်ဒီ sorry ဒါမှမဟုတ် add တွေပေါ့နော်အခြား item တွေမှာသူကဒီ font size တွေကိုသူကအပြောင်းအလဲလုပ်ပေးတဲ့နေရာလေးဖြစ်ပါတယ် ီတော့ဒီရဲ့နေရာလေးမှာလက်ရှိကျွန်တော်ကွန်ပျူတာမှာက100%ဖြစ်နေပါတယ်100%ဖြစ်နေတဲ့အတွက်လက်ရှိကျွန်တော်ကွန်ပျူတာမှာဖောင်စလုံးလေးတွေကတိတ်တိတ်လေးတွေပဲကျွန်တော်တို့ပေါ်နေတာဖြစ်ပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က100%ကိုမထားပဲနဲ့ဒီနေရာလေးမှာကျွန်တော်တို့က125% recommended ဆိုတာလေးကိုကျွန်တော်တို့ကရွေးပေးထားပါမယ်ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးမှာကျွန်တော်တို့ screen display တွေကမတူညီတာဖြစ်တဲ့အတွက် တရက်နေရာလေးမှာတချို့ကကျွန်တော်တို့150ထားပေးရတာရှိတယ်တချို့ကကျွန်တော်တို့125ထားပေးရတာရှိတယ်တချို့ကျတော့လည်းကျွန်တော်တို့100ထားပေးရတာရှိတယ်ပေါ့နော်အဲ့တော့ဒီရက်နေရာလေးမှာကျွန်တော်တို့ကနောက်မှာ recommended ဆိုတာလေးကျွန်တော်တို့ပါလာလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီတော့အခုလက်ရှိကျွန်တော်ကွန်ပျူတာလေးမှာတော့125%မှာ recommended လို့ပြပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီရက် recommended ဆိုတာလေးကိုတစ်ချက်လောက်ရွေးလိုက်ပါမယ်ဟော recommended ဆိုတာလေးကိုကျွန်တော်တို့ရွေးလိုက်တာနဲ့တပြိုင်တည်း ကွန်ပျူတာမှာကျွန်တော်တို့နည်းနည်းလေးတိတိတတ်တာဖန်ဆလုံးလေးတွေကကျွန်တော်တို့အကြည့်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီတော့ DS setting လေးကိုကျွန်တော်တို့ကကလိုးလောလိုက်ပြီးတော့မှကျွန်တော်တို့ကွန်ပျူတာ screen ပေါ်မှာရှိနေတဲ့ software ကျွန်တော်တို့ရေးထားတဲ့စာသားလေးတွေကလည်းအနှံ့ငယ်ကျွန်တော်တို့စလုံးဖောင့်လေးတွေကပုံမှန်အတိုင်းပဲကြီးလာတာကိုကျွန်တော်တို့တွေ့ရပါတယ်အစောနာလိုမျိုးကျွန်တော်တို့တိတိလေးတွေပဲမဟုတ်တော့ဘူးပေါ့နော်ဒီတော့ကျွန်တော်တို့ Microsoft Word software ကိုဖွင့်ပြီးတော့တစ်ချက်ပြန်ပြီးတော့ ဝင်ကြည့်လိုက်ပါမယ်။ဆော့ဝဲတွေဖွင့်တဲ့အခါမှာတော့ဆော့ဖောင်စလုံးတွေကတည်တည်လေးတွေပဲဖြစ်နေသေးလားတစ်ချက်ဝင်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာအစောနာလိုမျိုးကျွန်တော်တို့တပ်ပါးတွေမှာစလုံးတွေကတည်တည်လေးတွေပဲမဟုတ်တော့ဘဲနဲ့ပုံမှန်အတိုင်းလေးပြန်လဲပြီးတော့ရရှိသွားတာကိုတွေ့ရပါတယ်။ဒီတော့တခါတလေမှာကျွန်တော်တို့ DS setting လေးဝင်ပြီးတော့မှ recommended ရွေးထားလိုက်တာကိုပဲကျွန်တော်တို့ဖောင်စလုံးတွေကကျွန်တော်တို့သိနေသေးတယ်ဆိုရင်ကျွန်တော်တို့ဒီထက်ပိုပြီးတော့မှကိုယ့်ရဲ့ကွန်ပျူတာ ဖော်စလုံးလေးတွေကြီးလာအောင်ကျွန်တော်တို့ကနောက်ထပ်တနည်းနဲ့ကျွန်တော်တို့ပြုလုပ်လို့ရပါသေးတယ်။ဒီတော့ဒီရဲ့နေရာလေးကတော့ကျွန်တော်တို့ကပုံမှန်အတိုင်းအပုံစံလေးဖြစ်တယ်ပေါ့နော်။ဒီရဲ့ဖောင်းဆိုင်အနေထားလောက်လေးဆိုရင်ဒါမဲ့ကိုကမျက်စိအားနေတဲ့သူဆိုရင်ထိထက်ပို့ပြီးတော့မှစလုံးလေးတွေကိုတင်းတင်းရှားရှားနဲ့မြင်ကျင်နေဆိုရင်တော့ထိထက်ပို့ပြီးတော့မှစလုံးဖောင်းဆိုင်တွေကိုကြီးအောင်ပြုလုပ်လို့ရပါတယ်။နောက်တနည်းကျွန်တော်တို့ပြုလုပ်ဖို့ရာအတွက်ဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာရဲ့အောက်ခြေမှာရှိနေတဲ့ search bar လေးမှာ setting ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်။ setting ဆိုပြီးတော့မှရိုက်ထည့်ပေးရပါမယ်။ပြီးသွားပြီဆိုရင် တော့ကျွန်တော်တို့ဒီမှာ setting ဆိုတဲ့ tag ကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မှဝင်ပေးရပါမယ်။ဒီတော့ကျွန်တော်တို့က computer setting နဲ့ဝင်ခြင်းနဲ့ဆိုရင် search bar နဲ့ပြီးတော့မှ setting ဆိုပြီးတော့ရိုက်ထည့်ပြီးတော့လည်းဝင်လို့ရတယ်။ keyboard shortcut နဲ့အလွယ်တကူဝင်ခြင်းနဲ့ဆိုရင်တော့ keyboard ကနေပြီးတော့မှ window key နဲ့ i နဲ့ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပေးလို့လည်းရပါတယ်။ window နဲ့ i နဲ့ကိုနှိမ့်လိုက်တဲ့တပြိုင်တည်း computer ရဲ့ကျွန်တော်တို့ setting တွေရှိတဲ့အခန်းထဲကိုကျွန်တော်တို့ရောက်ရှိသွားပါလိမ့်မယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ဝင်ပေးရမယ့်နေရာလေးကဒီဘက်ဘေးလေးမှာရှိနေတဲ့ is all access ဆိုတဲ့ကျွန်တော်တို့နေရာလေးတဲ့ကိုကလစ်တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ် is all access ဆိုတဲ့ထဲကိုဝင်လိုက်တဲ့တပြိုင်တည်းကျွန်တော်တို့ဒီရဲ့နေရာလေးကိုကျွန်တော်တို့ရောက်ရှိလာပါလိမ့်မယ်ဟောဒီနေရာလေးမှာကျွန်တော်တို့ကတစ်ချက်လောက်ဒီမှာဆိုရင်သူကဖောင်းဆိုင်လေးကိုသေးသွားတဲ့ပုံစံလေးဖြစ်မယ် တည့်ရနေရာလေးမှာသူကဒီမှာ first side လေးကိုကြီးသွားတဲ့နေရာလေးဖြစ်ပါလိမ့်မယ်ဒီတော့ right click နဲ့ပြီးတော့မှ display setting နဲ့ကိုဝင်တဲ့နေရာလေးတိုင်းပဲသူကပြန်လဲပြီးတော့မှရောက်ရှိလာတဲ့ပုံစံလေးကိုပြပေးလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကတိတက်ပို့ပြီးတော့မှ font salon site တွေကိုနည်းနည်းလေးကြီးကျင်တာဖြစ်တဲ့အတွက်ဒီရဲ့နေရာလေးမှာကျွန်တော်တို့အနှံ့ငယ်ထပ်ပြီးတော့မှတိုးလိုက်ပါမယ် ကျွန်တော်တို့ဒီမှာဖောင်းရဲ့အရွယ်စားလေးတွေကိုလည်းအပေါ်မှာလိုက်ပြီးတော့မှ sample တက်ဆိုပြီးတော့စလုံးလေးတွေကကျွန်တော်တို့အကြည့်အသေးပြောင်းပေးသွားမယ်ပေါ့နော်အဲ့တော့ကိုကဖောင်းဆိုင်ကိုဘလောက်အနေထားလောက်လိုချင်လဲကိုလိုချင်တဲ့အနေထားလောက်လေးကိုကျွန်တော်တို့ရွေးမယ်ရွေးပြီးသွားပြီဆိုရင်တော့ဒီမှာရှိနေတဲ့ apply ဆိုတာလေးကိုကျွန်တော်တို့နှိပ်ကြည့်လိုက်ပါမယ် apply နဲ့လိုက်တာနဲ့တပြိုင်တည်းအခုဒီရဲ့နေရာလေးမှာသူက please wait ဆိုပြီးတော့မှခဏလေးကျွန်တော်တို့စောင့်ခိုင်းပါတယ် ကွန်ပျူတာစနစ်တစ်ခုလုံးထဲမှာရှိတဲ့ဖောင့်တွေကိုပြောင်းလဲပေးရတာဖြစ်တဲ့အတွက်ချက်ချင်းတော့တန်းပြီးတော့မရဘူးကျွန်တော်တို့ဒီရဲ့နေရာလေးမှာခဏလောက်လေးကျွန်တော်တို့စောင့်ပေးရပါမယ်ဒီနေရာမှာကျွန်တော်တို့ဘာမှထပ်ပြီးတော့မှလှုပ်เสียရမလို့တော့ဘူးပေါ့နော်အခုကျွန်တော်တို့ဒီမှာခဏလောက်လေးကျွန်တော်တို့စောင့်ပြီးသွားတဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာဖောင်စလုံးတွေက နည်းနည်းလေးတိတိတသာပို့ပြီးတော့မှကြီးလာတာကိုတွေ့ရပါတယ်။အခုဒီမှာဆိုရင်ကျွန်တော်တို့ကွန်ပျူတာစကရင်ပေါ်မှာရှိနေတဲ့ software တွေရေးထားတဲ့ font salon တွေကလည်းပို့ပြီးတော့တိတိတသာကြီးလာတယ်။ကျွန်တော်တို့ file explorer ကိုတစ်ချက်ကျွန်တော်တို့ကဖွင့်လိုက်တဲ့အခါမှာဆိုရင်လည်း file explorer ထဲမှာကျွန်တော်တို့ရေးထားတဲ့ဒီမှာ font salon site တွေကလည်းပို့ပြီးတော့မှကြီးလာတာကိုတွေ့ရပါတယ်။ကိုကမျက်စိအားနဲ့နေတဲ့သူဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ salon တွေကိုထင်ထင်ရှားရှားနဲ့ salon ကြီးကြီးလေးကျွန်တော်တို့ပြောင်းထားတဲ့အတွက် ကိုလောလောရတာတောင်းရတာပို့ပြီးတော့မှကျွန်တော်တို့ကောင်းတယ်ပေါ့နော်အဲ့တော့အခုဒါကတော့ကျွန်တော်တို့ကဖောင်စလုံး site တွေကိုကျွန်တော်တို့ကြီးတဲ့နီလန်းလေးဖြစ်ပါတယ်အကရွက်ကအခုလိုမျိုးဖောင်စလုံးအကြီးကြီးတွေကျွန်တော်တို့မလိုချင်တော့ဘူးပုံမှန်အတိုင်းပဲကျွန်တော်တို့ပြန်ပြီးတော့ထားကြတယ်ဆိုရင်တော့ window ရဲ့ i ရဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာ setting နဲ့ကိုတစ်ချက်ပြန်ဝင်ပါမယ် ease of access ဆိုတဲ့အထဲကိုကျွန်တော်တို့ပြန်ဝင်လိုက်မယ်ဒီရဲ့နေရာလေးမှာကိုကပုံမှန်အတိုင်းပဲထားချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့100%ကိုကျွန်တော်တို့ထားပေးလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ apply လုပ်ပြီးတော့မှခဏလောက်ကျွန်တော်တို့ please wait ဆိုတာလေးကိုစောင့်ပေးရပါမယ်ဒါလေးကျွန်တော်တို့ပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ computer မှာ file စလုံး site တွေကကျွန်တော်တို့ပုံမှန်အတန်းလေးပြန်လည်ပြီးတော့ရရှိသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ကွန်ပျူတာမှာ file စလုံး site တွေကအရင်ကြီးနေတာပဲဖြစ်ဖြစ် တည်တည်လေးတွေဖြစ်နေတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ font size တွေကိုပြောင်းလဲပြီးတော့အသုံးပြုလို့ရတဲ့နီလန်လေးဖြစ်ပါတယ်ဒီရက်သင်ခန်းစာလေးကအားလုံးအတွက်အရန်အသုံးဝင်မယ်လို့ထင်တယ်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းသားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ